မဟာဗောဓိတထောင်ဆရာတော်ဘုရားကြီးဥနာရတရဲ့အံ့ဖွယ်ထူးခြားချက်များကိုတင်ဆက်ပေးပါမယ်။မဟာဗောဓိတထောင်ဆရာတော်ဘုရားကြီးကိုမြန်မာတက္ကရာ1292ခုတပူတွဲလာဇန်14ရက်စနေနေ့မှာခမဲတော်ဦးထွန်းမြတ်မေတော်ဒေါ်စုံးမြိုင်တို့မှဒီပိန်မြို့နယ်အရာတော်နယ်ရဲ့အစွန်ဖျားရှိရွာချက်ရွာမှာဖွားမြင်တော်မူခဲ့ပါတယ်။ဆရာတော်ဟာစနေသားနေတက်ရေတက်ဖွားဖြစ်ပြီးမွေးဖွားစဉ်မှာပဲအချင်းစလွယ်တိုင်းနဲ့မွေးဖွားခဲ့ပါတယ်။ ထူးခြားတာက ခမဲတော်ကြီးဦးထွန်းမြတ်ဒီလဲစနေသားမဲတော်ကြီးဒေါ်စောမြန်ဒီလဲစနေသမီးညီဖြစ်သူဦးတည်ဇနီးရဒီလဲစနေသားတွေပဲဖြစ်ကြပါတယ်ဆရာတော်သုံးနှစ်သားအရွယ်ចောင်းသားဘဝမှာကောင်းကင်ဘုံမှာပြန်နေတဲ့ជីငှက်ဟာဆရာတော်လောင်းလျာရဲ့ဥကောင်းဘော်ကိုအစာအန်ချခဲ့ပါတယ်ယဟန်ဘဝជីကုံးရွာမှာစာဝါလိုက်နေစဉ်ကစွန့်ခန့်နေခိုက်ဥကောင်းဘော်ကိုជីငှက်လာနာတယ်ငယ်စဉ်ကတည်းကပတိစိတ်ခဲ့တဲ့ဆရာတော်လောင်းလျာကို အများကပဒီယူဆိုပြီးကုသိုလ်အလုပ်ကိုပင်ဝိုင်းသမုတ်တာကိုခံခဲ့ရပါတယ်။အသက်73နှစ်အရွယ်မှာတာမဏေဖြစ်ခဲ့ပြီးဦးကြီးဆရာတော်ဟာဥတုနေရဖြစ်ကြောင်းသိရပါတယ်။တာမဏေဘဝမှာရွှေချင်းသိဆရာတော်ဥတုရိယနဲ့အတူ ပြောင်းရွှေ့နေထိုင်ရင်ပရိယတ်တိဘတ်ကိုအားထုတ်တော်မူခဲ့ပါတယ်။အသက်76နှစ်အရွယ်ကိုရောက်လာတဲ့အခါရွှေမြင်းတင်တောင်ပေါ်မှာပရိစိတ်တရားအားထုတ်ခဲ့ပါတယ်။အသက်78နှစ်အရွယ်ကိုရောက်တော့ 6ဦးမြို့အနောက်ဘက်ကြီးကုန်းရွာចောင်းတက်စီရတော့ဥကုန်းတင်ညာထံမှာပရိယတ်တိကိုအားထုတ်တော်မူခဲ့ပါတယ်။ယဟန်ဘဝကိုတော့တတ်တော်20ပြည့်ပြီး9လကျော်တဲ့အခါမှာဦးကြီးဆရာတော်ဥတုနေရကိုဥပိ္ပစေပြုပြီးတက်ရောက်ခဲ့ပါတယ်။1314ခုနှစ်မှာမဟာဝိတုဒ္ဒရာမတိုက်တွင်၎င်း1316ခုနှစ်မှာမန္တလေးမြို့ဖျားကြီးတိုက်ကို၎င်းကြွားရောက်ပြီးပရိယတ်တိအားဖြည့်ခဲ့ပါတယ်။1316ခုနှစ်မှာ မျက်စိမှုံဝမ်းဝါဖြစ်လာပြီးချောင်းဆူယောဂါဟာလည်းနှိပ်စက်လာတာကြောင့်မန္တလေးပြည်သူစေယုံကြီးကိုတွားပြတဲ့အခါတီဗီယောဂါဟာခရီးလွန်နေပြီဖြစ်ကြောင်းသိရတာကြောင့်စေယုံတက်ခဲ့ရပါသေးတယ်စေယုံမှာ၃လလောက်နေပြီးတော့ပြန်ဆင်းခဲ့ရပါတယ်ယောဂါနှိပ်စက်တာကြောင့်အယိုးပေါ်အရင်တင်လျက်ရှိတဲ့အခါမထူးတော့ပြီမို့လူဘဝကိုစိတ်လျှော့တော့မအောင်ဖြစ်က1318ခုနှစ်မှာဇာတိရွာကို ပြန်လာခဲ့ပါတယ် အဲ့ဒီအချိန်မှာအာကူအားထရာအဖြစ်ဗောဓိညောင်မင်းကိုနေ့စဉ်ရေပူဇော်ခဲ့ကြောင်းသိရပါဗျ။အဲ့ဒီအချိန်ကဗောဓိညောင်မင်းကြီးအောက်မှာဗောဓိညောင်မင်းငယ်ကလေးတွေတရာမကတထောင်မက ထူးထူးခြားခြားပေါက်လာခဲ့တာကိုတွေ့ရပြန်တဲ့အခါထူးခြားမှုတွေဟာအနာဂတ်အတွက်တစက်တစက်ပြလာပါတော့တယ်။သာသနာပြုရန်ဇွဲတန်တန်နဲ့ဗောဓိပင်တွေကိုနေ့စဉ်စောင့်ရှောက်ရင်နေ့စဉ်ညစဉ်ပူဇော်ခြင်းဖျားယင်မြတ်တော်ကို တပြည့်စည်လဲခြင်းစတာတွေအပြင် အာနာပါနကမ္မထံတရားအထုတ်ခြင်းကိုအားကျုံမှန်တက်ပြုခဲ့ပါတယ်။အဲ့ဒီအခါကျမ်းမာရေးကစပြီးလူလဲကျမ်းမာစိတ်လဲကျမ်းမာလာခဲ့ကြအောင်လူလဲချမ်းသာစိတ်လဲချမ်းသာလာခဲ့ကြအောင်သိရပါတယ်။1318ခုနှစ်မှာဗရမ ्या တောင်ကိုကြွရောက်ခဲ့ပြီးဇွဲတန်တန်နဲ့တရားအထုတ်ခဲ့ပြန်တယ်။အဲ့ဒီချိန်ကစပြီးထူးခြားတဲ့အတိထူးအမြင့်တူးတွေရရှိလာကအတိထူးအမြင့်တူးဘဝထူးနဲ့သဒ္ဒနာတော်ကြီးကိုပူဇော်ခဲ့ပါတယ်။ ဗောဓိတထောင်ចောင်းကြီးဟာမြေအီက150ကျော်ကျဲတဲ့သာသနာနေမြေကြီးဖြစ်ပါတယ်။ဗောဓိတထောင်ဆရာတော်ကြီးဟာ1338ခုနှစ်ကစပြီးမဟာကန္နာယီကီအနှံ့ကြွရောက်ပြီးအတိတ်ထံဝင်ခဲ့ပါတယ်။တဏီယာနဲ့တဏီယာမှာအချမ်းပြင်းအားဖြင့်45ရက်သာအနီးများပြီးအတိတ်ထံ3နှစ်17လနဲ့25ရက်တိတိဝင်ခဲ့ကြောင်းသိရပါတယ်။ဒီပါးဤဖျားရင်၎င်းဗုဒ္ဓရွှေကြောင်းတော်တို့တွင်၎င်း ဆရာတော်ကြီးတရားအားထုတ်ခဲ့တဲ့နေရာများဖြစ်ကြပါတယ်။ဒီပိုင်းဖျားနဲ့ဗောဓိပင်တွင်ရှိတဲ့နေရာကတိတ်မဝေးလှပါဘူး။အဲ့ဒီနေရာမှာဆရာတော်ကြီးအဋိဌာန်ဝင်ခဲ့တဲ့အောင်မြင်ခဲ့တဲ့ကူကိုမသိသူတွေကကြော်သွားကြပါတယ်။ဆရာတော်ကြီးမူလသတင်းသုံးခဲ့တဲ့အကြောင်းကိုလည်းဗောဓိတထောင်သာသနာမြေကိုဝင်ခဲ့ရင်ဝင်လာသူရဲ့လဝဲဘက်မှာသတိထားကြည့်ရင်သိနိုင်ပါတယ်။အဲ့ဒီအကြောင်းမှာဆရာတော်ကြီးဟာယဟန်ဆေဝါရတဲ့အချိန်ကစပြီးစတင်သတင်းသုံးခဲ့ပါတယ်။ ဘောဒီတထောင်ဆရာတော်ဆိုတဲ့ဘွဲ့အမည်ဟာဘောဒီပင်များနဲ့ပတ်သက်နေပါတယ်1322ခုနှစ်ကစုံလာဆန်း17ရက်နေ့မှာနန်းဦးဆရာတော်ဥနန္တိယတိဟသူရာကိုတော်တိုင်ကြွရောက်ဆက်ပြိုးခဲ့တယ်ဘောဒီပင်တွေဖြစ်ပြီးအဲ့ဒီဘောဒီပင်တွေကိုဇာတိရွာဖြစ်တဲ့ရွာချက်ရွာကပင့်ဆောင်ခဲ့ကြောင်းသိရပါတယ်ဘောဒီပင်များဆက်ပြိုးခဲ့တဲ့နှစ်တွေကိုအမှတ်ရလွယ်အောင် အောင်စီကျော်ခိုက်ဘောဒီဆိုက်ဆိုတဲ့ဆိုယုစကားနဲ့မှတ်သားခဲ့ကြပါတယ် ောင်စီကျော်ခိုက်ဟာ1322ကိုဆိုလိုကြောင်းသိရပါတယ်။ဆရာတော်ကြီးရဲ့ထူးခြားတဲ့နေရာတစ်ခုမှာဆရာတော်ကြီးရဲ့အတိတ်ကရုပ်ပုံလွှာကိုစိတ်မျက်စိမှာချင်းယောင်ယောင်မြင်ယောင်ယောင်ဖြစ်လာစေအောင်တရုတ်ဖို့ရေးဆွဲထားတဲ့မှတ်တမ်းပကြီးများပဲဖြစ်ပါတယ်။ထူးခြားရှားပါတဲ့ထေရပတိပကြီးကားကြီးတွေကိုဗရမပိမှန်တော်မှာဝင်ရောက်ဖူးမြော်လေ့လာနိုင်ပါတယ်။ဆရာတော်ကြီးဆုံးမလေးရှိတဲ့ဩဝါဒများဟာအလွန်မှတ်သားပွဲကောင်းလှပါတယ်။ မှတ်မိသမျှကိုကောက်ခံငင်ကပြောဆိုရပါရင် နိုင်လူသူကိုအရှုံးပေးနှလုံးအေးတဲ့စီပြိုင်လာရင်အရှုံးပေးနှလုံးအေးတဲ့စီစိတ်ရှိတီးခံအနိမ့်မှဧကန်ချမ်းသာမည်စိတ်ရှိဇွဲတန်အနိမ့်မှဧကန်အောင်ရမည်စိတ်ရှိဇွဲတန်တင်းကြီးခံ ပြုရန်တာသနာမနာလိုကင်းဝန်တိုရှင်လက်ငင်းချမ်းသာမည်စသည့်အဖြစ်ဖြစ်ပါတယ်ဆရာတော်ကြီးဟာနေ့စဉ်မနက်၃နာရီမှထပြီးတရားအားထုတ်လို့ရှိပါတယ် မနက်9:00နာရီမှာအာယုံဆုံးဖုံးပေးပြီးအခန်းပြင်ထွက်လာတဲ့အချိန်မှာဂုံတော်၄တောင်းကျော်အာထုပ်ပွားများပြီးဖြစ်ကြောင်းသိရပါတယ်။ဆရာတော်ကြီးကိုဖူးမြော်ရန်လာရောက်ကြတဲ့ရဝင်းရည်နီးကဒကာဒကာမတွေကိုမနက်9:00နာရီကစပြီးဖူးမြော်ခွင့်ပေးပါတယ်။အဲ့ဒီအချိန်ကာလအတွင်းဂုံတော်ပတိကိုအာထုပ်ပွားများရာည9:00နာရီအထိဂုံတော်၈တောင်းကျော်ပြီးစီကြောင်းထပ်ဆင့်သိရပါတယ်။ဆရာတော်ကြီးဟာမနက်ခင်းမြတ်တာပို့ခြင်းနေ့လယ်ပိုင်းမြတ်တာပို့ခြင်းနဲ့ ညာပိုင်းမြေတာပူခြင်းတွေကိုစူးစူးဆိုက်ဆိုက်ကြင့်ကြံအားထုတ်လေးရှိပါတယ်။အလင်းတင်တာကြောင့်ဆရာတော်ကြီးရဲ့မြေတာပူနည်းကိုတင်ပြရရင် အလွန်မှတ်သားဖွယ်ရာဖြစ်လိမ့်မယ်လို့ထင်ပါတယ်။နနခင်းမြေတာပူနည်းဖျားကုံတရားကုံတန်ခါကုံတို့ကြောင့်ဤနေအောင်ချင်းနဲ့ထိမိသည်။တတ္တဝါအားလုံးတို့သည် ကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေ။နိလေမြေတာပူနည်းဖျားကုံတရားကုံတန်ခါကုံတို့ကြောင့် ဤမြေကြီးပေါ်မှာရှိသမျှသောတတ္တဝါအလုံးတို့သည် ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေ။ညပိုင်းမြတ်တာပို့နီဖျားကုံတော်တရားကုံတော်တန်ခါကုံတော်တို့ကြောင့်ဤလယောင်ကြီးနှင့်ထိမိသမျှသောတတ္တဝါအလုံးတို့သည်ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေ။အဲ့ဒီလိုထူးထူးခြားခြားမြတ်တာပို့လေးရှိပါတယ်။တစ်ချိန်တစ်ချိန်ကို10မိနစ်ခန့်မြတ်တာဖြန့်ပြီးတနေ့3ချိန်မြတ်တာပို့ကြရင်ဆရာတော်ကြီးကတိုက်တွန်းတော်မူပါတယ်။ နေနဲ့လကိုစူးစူးဆိုက်ဆိုက်ကြည့်ပြီးထိုနေရဲ့အထဲလရဲ့အထဲမှာဖျားပေါ်လာအောင်အာယုံပြုကြရန်စိတ်ဖျားညံဖျားမနှောဖျားအတိတ်ထံဖျားပေါ်လာအောင်အာယုံပြုကြရန်ဆရာတော်ကြီးကတိုက်တွန်းနေရှိပါတယ်အဲ့လိုအာယုံပြုကြရင်ဖျားရှင်ရဲ့ရောင်ကြီးတော်ရီနဲ့နေအောင်နဲ့အတူမိမိရဲ့မေတ္တာစိတ်ကို ဖြန့်ပြီးမေတ္တာပို့ရန်ဆရာတော်ကြီးကတိုက်တွန်းနေရှိပါတယ်တခါကလေမူလသတင်းတုံးနေတဲ့ကျောင်းပေါ်မှာနေစဉ် ညညမှာအနေအပြုရန်လူ9ယောက်လက်နက်ကိုစီနဲ့လာနေတာကိုကြောင်းမော်ကနေအရှင်းသားမြင်နေရပါတယ်။၎င်းတို့လာရင် တကားဖွင့်ခိုင်းရင်ဖွင့်ပေးရအခက်မဖွင့်ပေးရအခက်စိတ်အကြံအိုက်ပြီး၎င်းတို့အပေါ်မြစ်တာဆူးဆူးဆဲဆဲပို့လိုက်တော့အံ့ဩဖို့ကောင်းစွာပဲအဲ့လူတွေဟာကြောက်လန့်တကြားနဲ့အော်ဟစ်ကလာရအတိုင်းကိုပြန်ပြေးသွားကြတာကိုမြင်လိုက်ရပါတယ်။မွေးရမြေရွာချက်ရွာနဲ့မဝေးလာတဲ့ညရိတ်တော်ရမှာ ဆရာတော်ဘုရားကြီးဟာအိမ်မက်အရာဖော်ထုတ်တွေ့ရှိခဲ့တယ်။တမိုင်းဝင်ရှီဟောင်းပေါ်ရမူဘုရားကြီးရဲ့ဗုဒ္ဓပူဇနီးယပူဇော်ပွဲကြီးကို နှစ်စဉ်တပေါင်းလားပြည့်နှစ်ရောက်တိုင်းပူဇော်ခဲ့ပါတယ်။ဆရာတော်ကြီးဟာစိတ်မြန်ကိုမြန်ရှိသလိုစကားပြောလဲမြန်ပြီး လုပ်ငန်းလုပ်ရမှာလည်းမြင်မြန်ဆန်းဆန်းပြီးစီးစေချင်ပါတယ်။မတိမရှိဆိုတဲ့စကားကိုလက်မခံချင်ပါ။ပုဂ္ဂိုလ်အသီးသီးကရှောက်ထားတင်ပြရင်လဲကောင်းတယ်ကောင်းတယ်ဟုပင်လက်သုံးစကားသာချီးမြှင့်တတ်ပါတယ်။ စာဝင်နေရေးမှာလည်းအလိုနည်းတဲ့အချက်နဲ့အဲ့အိအနေနဲ့ပြီးအမြင်နှိုးချထားကြွလုံးလဝရိယရှိခြင်းတွေဟာအံ့ဩလောက်ပါပြီတဲ့ဘလောက်တောင် အချိန်ကိုလေးစားသလဲဆိုရင်အပရိသတ်တွေကို မနက်9နာရီတစ်ချိန်ညတနာရီတစ်ချိန်တွေ့ဆုံအပူမြော့ခံကုသိုလ်ပွားစီကဆုံးမစကားများချီးမြှင့်ပြီးဘောဒီလက်ဆောင်စွန့်နေ။နိုင်စေရင်ကိုယ့်အလုပ်ကိုလုပ်ကြတော့ဆိုပြီးပြောပြောဆိုဆိုအခန်းအတွင်းကိုကြွဝင်သွားပါတယ်။ အချိန်ကိုလေးစားပြီးမိမိအလုပ်ကိုရိုသေတဲ့ဆရာတော်ကြီးဖြစ်ပါတယ်။ဝီနီတိတ်ခါပုတ်တော်ကိုရိုရိုသေသေထိမ့်သိမ့်သလိုဗုဒ္ဓဂုံတော်ကိုလည်းအမင်းလွှမ်းခြုံထုံမှန်းပြီးအပရိသတ်ကိုလည်းနှီးပေးကာအချိန်ကိုအာအာမထာစေပတိလက်ကမချာစိတ်တော်လက်တည်ပင်အမဲကိုက်ခဲတဲ့ဝေဒနာဖြစ်လာရသည့်အထိဂုံတော်ကိုထုံနေအောင်ပွားများတော်မူပါတယ်။မေတ္တာတစ္ဆာတရားကိုအဓိကထားပြီးအလူအတန်းပေးကပ်မှုရရောသလိုတတ္တဝရေပေါ်မှာလည်းမေတ္တာကြီးမားပုံ ခွင်လွန်နိုင်စွမ်းကြီးမားပုံမှာစံတင်လောက်ပါတယ်သာသနာကိစ္စဆောင်ရွက်ရမှာလဲမိုးရပိုင်းရမယ်မသိအောင်ဇွဲကြီးစွာနဲ့ပြီးမြောက်စေပါနဲ့မိမိကိုယ်တိုင်လည်းမေတ္တာကမ္မထံကို နေ့စဉ်စီးဖြန်းသလိုဝိနည်းများကိုလည်းနီးပင်းလန်းပြဆူဆုံးမှကစီးဖြန်းစေပါနဲ့အထူးလက်ကင်ထားချင့်ချက်မှုမှာဗုဒ္ဓနုဒတိဂုံတော်ကို အမြဲမွှန်းထုံပြီး စေပတိလက်ကမချစိတ်တော်လက်ဒီပင်အမြဲကြိုက်ခဲဝေဒနာဖြစ်လာတာကြောင့် ဆရာတော်ကြီးအနားရောက်လာတဲ့တာဝကများကစုပ်ကင်နှိမ့်နေပြီးနေရပါတယ်။ဆရာတော်ကြီးဟာတမကတန်ဃာတော်များအတွက်နေ့စဉ်တောက်ရီ၃ရီအမြဲတာဝန်ယူထည့်ပေးခြင်း၊ဓမျက်စီလဲ၍နေ့စဉ်တန်ရှင်းခြင်း၊တန်ဃာ900ကျော်တို့အတွက်ကနုတ်တန်းကိုတာဝန်ယူဆေးကြောခြင်း၊မိမိတို့ကိုရင်ကလေးတွေပေါ်တတ်နိုင်သမျှကျွေးမွေးခြင်းဆုံးမခြင်းစတဲ့ခြင်းဝတ်တွေကိုမပြတ်မကွက်ဆောင်ရွက်လေ့ရှိပါတယ်။ ဆရာတော်ကြီးကိုအနိကပ်ဖူးမြင်ရတဲ့တပည့်တကာဓမ္မတွေဟာဆရာတော်ကြီးရဲ့ထူးခြားမှုကို ပြန်လည်ပြောပြကြပါတယ်။ဆရာတော်ကြီးဟာ ပကံထဲမှာထည့်ထားတဲ့ပဲစီနှမ်းစီတွေကိုရှုံလုံးခဲ့သို့ခဲစီနိုင်ခြင်းလုံးစီနိုင်ခြင်းတခါပကံထဲထည့်ထားတဲ့စီတွေကို ပကံခွက်ထဲမှာပဲစီးလုံးကို ရေပေါ်ပေါ်စီနိုင်ခြင်းအင်းစက်ကူလေးစတဲ့အရာတွေမှမိတော့ထွက်လာခြင်းစသဖြင့်ဆရာတော်ကြီးဟာအထူးလုပ်ပြခြင်းမရှိဘဲနဲ့ ရံဖန်ရံခါမှာမြင်တွေ့ရကြောင်းပြောပြပါတယ်။လောကီပညာရှင်တို့စီရင်ထားတဲ့ dressing ဖြစ်တဲ့ညာတင်ကုတ်ကိုမရှာမဖွေမဝယ်ယူရပဲအလိုလျောက်ရခဲ့ပါတယ်။ငပြောချံရွာသားကုညံထင်ဟာမြရိတ်ဖျားဖို့သွားရကအုတ်ကြားတွေကရခဲ့တာကိုဖျားစင်မော်တင်းပြီးကိုွယ်ထားရာညဘက်အိတ်မရပဲအိမ်မက်ထဲမှာဘော်ဒီတထောင်ကိုပို့ရမယ်လို့ပြောတာကြောင့်ဆရာတော်ကြီးအားဆက်ကပ်ခဲ့ရပါတယ်။ဘော်ဒီတထောင်ဆရာတော်ဖျားကြီးနေပုံထိုင်ပုံဟာ အင်းကြီးရရနဲ့တတ်တည့်ရရရှိလာပါတယ်။စကားကိုလူတာထက်ပူမပြောတဖက်ကလူအချက်ကို လိုက်လျောပေးပြီးဖြစ်ချင်တာကိုရှောက်ထားရင် ကောင်းတယ်ကောင်းတယ်ဆိုတဲ့လက်သုံးစကားကိုသာပြန်ချလိရှိပါတယ်။မြစ်တာစိတ်ပြေဝတဲ့ဆရာတော်ကြီးပေမို့စိတ်ရထွက်ပေါက်ဖြစ်တဲ့ကိုနှုတ်တို့မှယဉ်ကျေးချိုသာလှပါတယ်။ယင်းနီသူမယင်းနီသူသဘောမကွဲတသားတည်းဆက်ဆံတတ်ပါတယ်။တနေ့တော့တကာတယောက်က ဆရာတော်ကြီးထံမှာတပည့်တော်ကားနဲ့မြည်တဲ့လုံအားဌာနပြူတာနှစ်ပတ်ကြာတယ်။လာတော့ကတော့တပတ်လောက်လို့မှန်းမိလာတာ။ဒီမှာလုပ်ငန်းကလည်းအရေးကြီးနေတော့နှစ်ပတ်လောက်ကြာသွားတယ်။ဒီကပြန်ရင် ကားကလည်းနည်းနည်းပြင်ကျင်လာနေ။ဆရာတော်ကြီးကဝတ္ထုစွန့်ရင်၃00လောက်တောင်းမယ်လို့စိတ်ကူးထားတယ်။ပြန်ကန်ပြီးတော့ဆရာတော်ကြီးကဥပစင်တပတ်ကိုဝတ္ထုစွန့်ဖို့ပြောတော့ဝတ္ထုငွေထည့်ထားတဲ့အိတ်ကိုဥပစင်ကတပည့်တော်ရှေ့ချထားပေးတယ်။တကားလူတလောက်ယူပါလို့လည်းပြောတယ် တပည့်တော်လည်းအဲ့ဒီအကြီးရဲကနေတပည့်တော်စီမှာပါလာတဲ့လွဲဤထဲကိုလက်နဲ့သုံးခုကုတ်ပြီးကျုံထည့်လိုက်တယ်။အဲ့ဒီအချိန်ကလေးချက်တန်30တန် အချွေတွေနဲ့အကြီးဆုံးအစိတ်တန်မြတာရှိပါတယ်။တပည့်တော်လည်းစိတ်ထဲတော်တော်များမယ်ထင်တာ။အင်းရောက်တော့ရေးကြည့်တော့၃00တိတိပဲရှိတယ်။အပိုလိုမရှိဘူး။ခွတ်တီပဲအံ့ဩတယ်ဗျာဆိုပြီးသူ့အတွေ့အကြုံကိုပြောပြပါတယ်။အတောင်နေရာရှိတယ်။လျှောက်နုံမှုဖျားကြီးတီစင်ကအံ့ဖွယ်ဖြစ်ရတဲ့ကုကိုလည်းတင်ပြပါအောင်မယ်။ ဖျားကြီးတီစင်ကလျှောက်နှုံမှုဖျားကြီးရဲ့မျက်လုံးတော်ကိုစက်မှုတိဝင်းကြီးဌာနကလှူဒန်းပါတယ်မျက်လုံးတစ်လုံးရဲ့အလေးချိန်ဟာတန်တမတ်ရှိပါတယ်အဲ့ဒီမျက်လုံးတော်ကြီးကိုခြိမှပြီးတင်ဖို့ရာချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိအမှတ်တကြီးနီတတုတွင်းကတန်60အိုမီဂါဂရိန်းကိုငှားရမ်းပြီးတင်ရတယ်အိုမီဂါဂရိန်းဟာတန်60ကိုလက်တံမထုတ်ဘဲနဲ့သာမနိုင်နဲ့လက်တံအားလုံးထုတ်ပြီးတဲ့အခါလှေကပါထုတ်ပါမှတန်တမတ်မြသာကျင်နိုင်ပါတယ် မျက်လုံးတော်ကြီးရဲ့အလေးချိန်ကိုမနိုင်ရုံသာဖြစ်ပါတယ်။ဒါအပြင်အဲ့ဒီလျှောင်းတော်မူရုပ်ပွားတော်ကြီးရဲ့မျက်လုံးတော်တက်မဲ့နေရာအမြင့်အထိကိုသာခရိလက်တန်ရောက်လေတယ်။တေချာညှိလှုပ်ထားတဲ့အလားကိုက်ညီစွာနဲ့အောင်းအောင်းမြင်းမြင်းမျက်လုံးတော်ကြီးကိုတက်ဆင်နိုင်ခဲ့လေတယ်။ထို့စဉ်မှာဆရာတော်ဖျားကြီးကခရိမောင်းနဲ့ကိုဇော်ဝင်းကိုတကအလွန်ကုသိုလ်များတယ်။ဒီကုသိုလ်တရားကြောင့်ဒီကပြန်ရင်ထီပေါက်လိမ့်မယ်။ဆိုပြီးမိတ်ဆွေခဲ့ပါတယ်။ မကြပါဘူးကိုဇော်ဝင်းလည်းကျင်းဤတပ်တို့တွင်ကပြန်ရောက်လာပြီးထီဖွင့်တဲ့ချင်းရောက်တော့အောင်ပါလီသိန်းစုဌာနကနှစ်သိန်းစုပောက်ပါလီတော့တယ်အဲ့ဒီခါကိုဇော်ဝင်းလည်းသူ့သားနှစ်ယောက်ကိုဘောဒီတထောင်ဘုန်းကြီးเจ้าမှာရှင်ပြုမင်္ဂလာအလှူတော်ပေးခဲ့ပါတယ်တခြားသောထူးခြားတဲ့ဖြစ်ရပ်တွေလည်းမကြခဏကြုံတွေ့ခဲ့ရဘူးပါတယ်တခါကလည်းဆရာတော်ကြီးဟာထန်းလက်တဲကြီးတဲ့တင်းမြင့်ခွေပြီးအာနာပါနကမ္မထံအားထုတ်နေစဉ်မွေကြီးတကောင်ဟာတအီအီနဲ့ မိမိရဲ့တင်ပင်ခွေပေါ်ကိုတက်လာပါတော့တယ်။တရားထိုင်နေရင်မျက်စိတစ်ချက်ဖွင့်ကြည့်လိုက်တော့မွေးမမွေးစိုးကြီးဗျာ။ဆရာတော်ကြီးဟာတရားထိုင်မှာပြက်ပဲဆက်လက်ကအာနာပါနကမ္မထံကိုအားထုတ်လိုက်ရာမကြခင်မှာမွေးကြီးပြန်ဆင်းသွားတယ်လို့အမိန့်ရှိပါတယ်။ငြိမ်ငြိမ်မနေပဲလှုပ်ရှားလိုက်ရင်မွေးကြီးကကြိုက်နိုင်တယ်လို့ဆရာတော်ကြီးကအမိန့်ရှိပါတယ်။ထပြေးခြင်းလန့်အောင်ခြင်းမပြုတ်ပဲတမာရီခန်ခိုင်စိတ်ခန်ခိုင်နဲ့တရားထိုင်မှာပြက်တဲ့ဥနာရတလို့ပုဂ္ဂိုလ်ကို ထူးတဲ့ပုံကိုဟူတာတတ်မှတ်ရမယ်ထင်ပါတယ်။ဗောဓိတထောင်ဆရာတော်ဘုရားကြီးဟာတနေ့တနေ့ကိုဂုံတော်တသိန်း3000သိန်း4000ရအောင်ပဋိစေပွားများပါတယ်။အဲ့ဒါဟာပဋိရေအတွက်နဲ့တွက်ရင်တထောင်ကျော်လောက်ရှိပါတယ်။ဆရာတော်ကတနာယီပဋိအပတ်150ရတယ်လို့မိန့်ပါတယ်။ဆရာတော်ဟာည9နာရီမှာကျင်းဆက်ပြီးမနက်2နာရီမှာနိုးသည်ဖြစ်ရာတညနဲ့တနေ့24နာရီရှိတယ်မှာ9နာရီသာကျင်းဆက်လို့ရှိပါတယ်။ အဲ့အဲ့အနေအလွန်နှဲပါတဲ့သူလည်းဖြစ်ပါတယ်။ရန်ကုန်မြို့ကိုကြွားရောက်တဲ့အခါမှာလေအလွာမြို့မြို့သောပြည်သက်တွေကရောက်လျာတိုင်းမှာချိတ်ချိတ်တိုးဖူးတွေ့ကြပြီးည7:00နာရီ7:00နာရီချိန်ပင်မကျင်းရရှာသို့တော်မနက်3:00နာရီမှာတော့အမြဲထပါတယ်။အဲ့ဒီလိုထူးခြားလာတဲ့မဟာဗောဓိတထောင်ဆရာတော်ဘုရားကြီးဗဒ္ဒနာနာရတမဟာထေမြတ်ဟာ1368ခုနှစ်နဒေါ်လာဆန်း3ရက်2006ခုနှစ်နိုဝင်ဘာလ22ရက်ဗုဒ္ဓဦးနေ့ မိုးလယ်12:25မိနစ်မှာဘဝနှစ်ထံပြောင်းလဲတော်မူခဲ့ပါတယ်။ CRG ပြောင်းလဲတော်မူချိန်မှာတက်တော်86နှစ်တိတ်ခါတော်56ဝါရှိပြီဖြစ်ပါတယ်။ CRG ရဲ့ရုပ်ကလက်တော်ကို1368ခုနှစ်နဒေါ်လာဆန်9ရက်နေ့ညနေ4နာရီမှာစီစဉ်ထားတဲ့လောင်တိုက်စင်မှာရန်ငွေဖြင့်မိစတင်တကြိုကြရာကြီးကန်းတအုပ်ဟာ ကောင်းကင်မှာစူညံစွာပြန်ဝဲသွားတယ်လို့သိရပါတယ်။မိစတင်တကြိုနေစဉ်2နာရီ21မိနစ်ကြာတဲ့အချိန်မှာ လောင်တိုက်ပေါ်ရှိအယိုးပြခံစလားကိုမြေပြင်ကနေဓာတ်ပုံရိုက်ကြည့်ရာဆီယော်ဘုရားရဲ့ပုံတော်တစ်ပိုင်းသင်္ကန်းယုံလျက်ဖူးထွေးရတယ်လို့ဆိုကြပါတယ်။နှစ်နာရီနဲ့36မိနစ်အကြာမှာလောင်တိုက်ကိုမြေပြင်ကနေဓာတ်ပုံရိုက်ကြည့်တဲ့အခါဓာတ်ပုံမှာထူးထူးခြားခြားအလင်းတန်းတွေ ပေါ်နေဒီမှာလဲအံ့ဖွယ်ဖြစ်ရများဖြစ်ပါတယ်။မွေးရပါအန်တော်ပွားနှစ်စုမှာမိမခပဲကျင်းရင်ခဲ့ဒီမှာလဲထူးခြားတဲ့ဖြစ်ရပင်ဖြစ်ပါတယ်။ ဒါကတော့မဟာဗောဓိတထောင်ဆရာတော်ဘုရားကြီးရဲ့ထေရပတ္တိတဲကဆရာတော်ကြီးရဲ့ထူးခြားချက်တွေကိုကောက်နှုတ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်ခင်ဗျာ။နားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။